PD ရဲ့ရဲဘော်တအူးချင်းအနေနဲ့စိတ်ရှည်ဖို့ဇွဲကောင်းမှုဘလို့အခက်အခဲမျိုးကြုံပါစေချင်းချင်းခံပြတ်တမ်းပြီးတော်လန်ရေးတစ်ခုလုံးရအောင်ပွဲကိုလည်းတောက်ခတ်နိုင်စွမ်းကပဲအဆုံးဖြတ်ပေးလိမ့်မယ်လို့ပြည်ထောင်စုဝန်ကြီးဦးရီမွန်ကပြောပါတယ်စစ်ကောင်စီရဲ့လူမဆန်မှုတွေကိုလူမိုက်အပိတ်လုပ်နေတဲ့ပြည်ပနိုင်ငံတချို့လည်းရှိလာတယ်ဆိုတာကိုလည်းတတိကြီးကြီးထားရပြီး PD ရဲ့တမတော်ဖူတော့မရွက်မဆောင်ကိုလန်းချောင်းကိုအာကောင်းမောင်းတဲ့ဆက်လက်ချီတက်ကြဖို့ပဲဖြစ်တယ်လို့ ာကွယ်ရေးဝန်ကြီးဦးရင်မွန်ကအခုလိုပြောပါတယ်။ဒီရှိတောက်ခံနိုင်စွာအင်းလိုမျိုးဒိတ်တိုက်ပွဲကိုရှစ်လကြာဆင်နွှဲခဲ့ရတယ်ဆိုတာတော့ရဲဘော်တို့သိပြီးဖြစ်လိမ့်မယ်။ဒီစစ်စင်ရေးအတွက်ဆုံးဖြတ်ပြင်ဆင်ရတဲ့ကာလပါထက်တွေ့ရင်အနှစ်တင်းတင်းကြာခဲ့တယ်။နောက်ဆုံးဒီတိုက်ပွဲကိုဆုံးဖြတ်ပြီးတာကတော့ဘယ်ဘက်ကဟိုတောက်ခံနိုင်စွာရှိတယ်လဲဆိုတဲ့အချက်ဖြစ်လိမ့်မယ်။ ယေရှုတိုက်ပွဲဖြစ်တဲ့အတွက်အဖက်လုံးတော်အခက်ခဲတွေရှိကြတယ်အထူးသဖြင့်ရုပ်ပိုင်းစိတ်ပိုင်းပင်မဆင်းရဲမှုကရင်ဆိုင်ခဲ့ကြရတယ်ဘုသောပီရက်ရဲဘော်တွေပို့တော်ဒီလူလူတို့ရဲ့ထောက်ခံအားပေးမှုကိုရရှိထားရုံမကငါတို့ဟာအတရားမှုကိုတွန်းလှန်ရင်တရားသောစစ်ကိုဆင်နွှဲနေကြတာဆိုတဲ့အသည့်ကအောင်ပွဲရသည်အထိတောက်ခံဖို့ ခေါ်အားကိုပေးခဲ့တယ်။အခုအန်ယူဂျီလက်ထဲရောက်နေတဲ့တမ80ခွန်တမမှုအပါအဝင်တုံမန်းတွေကလည်းသူတို့ရဲ့နောင်တကိုဖွင့်အောင်ခံကြတဲ့အပြင်စစ်တပ်တရားမဲ့တယ်ဆိုတာသူတို့သိပြီးပြည်သူတော်လှန်ရေးမှာသူတို့တက်နိုင်တာထဲဝင်ဖို့ကတိပြုကြတယ်လို့ဝန်ကြီးဦးရင်မွန်ကပြောပါတယ်။စစ်ကောင်စီတက်ထဲမှာကြက်ရှိနေတဲ့တမှုတက်သားတွေအနေနဲ့လည်းပြည်သူကိုကြမ်းပတ်တက်ဖြတ်တဲ့အထိလမ်းမရောက်စေတဲ့မိစ္ဆာဒိဋ္ဌိစစ်ဝါဒတွေးခေါ်ကို အမြန်ဆုံးဆွလွတ်ကြဖို့ဒီလိုသာဆွလွတ်နိုင်မယ်ဆိုရင်နိုင်ငံ내ပြည်သူလည်းမြမြချမ်းသာရရမယ်စစ်တပ်ကိုယ်တိုင်လည်းချမ်းသာရရမယ်လို့တတိပေးပါတယ်စစ်ကောင်စီရဲ့ဖို့နေမြင့်နေယူရင်လေဆိုသလိုပဲအခုဆိုရင်အရက်သားတွေကိုပြစ်မှတ်ထားတဲ့လေကြောင်းတက်ခတ်မှုတွေကိုစွစွဝဝကျူးလွန်လာတာတွေတွေ့ရတယ်လို့အခုလို့ထောက်ပြပါတယ်အခုငါတို့လက်ထဲရောက်နေတဲ့တမခုံခုံတမမှုအပါဝင်ပုံမှန်တွေကလည်းသူတို့ရဲ့နောင်သားကိုဖွင့်ထား ဝေခံရတယ်စစ်တပ်တရားမဲ့တယ်ဆိုတာသူတို့သိတယ်ပြည်သူတော်လှန်ရေးမှာသူတို့တတ်နိုင်တာထဲ့ဝင်ဖို့ကတိပြုကြတယ်စစ်ကောင်စီတပ်ထဲမှာကြံရှိနေတဲ့တပ်မှုတပ်သားတွေအနေနဲ့လည်းပြည်သူကိုအကြမ်းဖက်တတ်ဖြတ်တဲ့အထိလမ်းမှာရောက်စေတဲ့မိစ္ဆာဒိဋ္ဌိစစ်ဝါဒအတွေးခေါ်ကို အမြန်ဆုံးစွန့်လွတ်ကြဖို့တိုက်တွန်းလိုတယ်ဒီလိုသာစွန့်လွတ်နိုင်မယ်ဆိုရင် နိုင်ငံနဲ့ပြည်သူလည်းမြန်မြန်ချမ်းသာရမယ်စစ်တပ်ကိုယ်တိုင်လည်းချမ်းသာရရမယ်လို့တတိပေးလို့လေအကြံဖက်စစ်ကောင်စီဖို့နေမြင့်လေယူရင်လေဆိုသလိုပဲအခုဆိုရင်အရက်သားတွေကိုပြစ်မှတ်ထားတဲ့လေချောင်းတိုက်ခိုက်မှုတွေကိုစိုးစိုးဝါးဝါးကျူးလွန်လာတာတွေ့ရတယ်ပြည်သူကိုကာဝယ်ဆောင်ရှောက်ဖို့တာဝန်ယူထားတဲ့တပ်မတော်ဖြစ်တဲ့အားလျော်စွာ PDF ရဲဘော်တွေအနေနဲ့ပြည်သူတွေလေချောင်းအန္တရာယ်ကင်းဝေးဖို့ လိုအပ်တဲ့ကြိုးရင်ပြင်ဆင်မှုတွေအဆက်မပြတ်ရီပင်းနှိုးဆော်မှုတွေပိုပြီးအားဆိုင်ဆောင်ရကြဖို့တိုက်တွန်းတယ်အခုဆိုရင်မြမအရေးဟာကမ္ဘာအခင်းကျင်းနဲ့လဲဆက်ဆက်လာတယ်မြမပြည်သူတွေရဲ့ဆန္ဒတဘောထားကိုလက်လူရှုပြီးမြမပြည်အပေါ်ဩဇာလွန်မှုဖို့ကိုရွှေစီဝါအမျက်ထုတ်ဖို့ကြံရွယ်ချက်နဲ့စစ်ကောင်စီရဲ့လူမဆန်မှုတွေကိုလူမိုက်အပေးလုပ်နေတဲ့ပြည်ပနိုင်ငံချုပ်ရှိလာတဲ့ဆိုတာကိုလည်းတတိကြီးကြီးထားရတယ်လို့ ဝန်ကြီးဦးရီမွန်ကပြောပါတယ်။ PDF တက်မတော်နဲ့မဟာမိတ်တွေပူချစ်ကြည်ပူစီလုံးပူဟန်ကျန်ကြီးပြီးတနင်္ဂနွေလုံးတိုင်းတာနဲ့မဟာဗျူဟာမြောက်တိုက်ပွဲဝင်ကြရင်အစုံတက်အောင်ပွဲဟာတိုင်းနာပြည်သူတရေလုံးအတွက် ဖြစ်လိမ့်မယ်ဆိုတာယုံကြည်တယ်လို့ပြည်အောင်စုဝန်ကြီးဦးရီမွန်ကပြောပါတယ်။